ဘေဘီလုံမြို့သားဗန်စာသူသည်နှစ်ပီးတက်စည်ရထားများတိဆောက်သောအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်ဒီကနေ့မှာတော့ဗန်စာ လုံလုံလာလာစိတ်တက်ကြနေသည်အိမ်ချန်စီယိုအုတ်တိုင်းနေပေါ်ထိုင်ကအိမ်ကုတ်ကလေးကို ငေးကြည့်နေသည်အိမ်နဘေးသူအလုံလုံသည့်နေရာမှာလက်စမတက်ရသေးသောပြန်ရထားတစီဇနီးတွေကတကားဝမှာမကြာခဏပြုတ်တက်ပြုတ်တက်လုံနေသည် သူ့ကိုအ깨ခတ်နေခြင်းပဲမိဖို့ကြောင့်မဆန်ကုန်တော့မယ်ရှင်မထားသေးဘူးလားရေပေါ်ထိုးပါလားတန်ရိုက်ပါလားပေါ်လက်တင်တဲ့အပိုင်းတင်စေးတုတ်တဲ့အပိုင်းတုတ်ပါတော့လားဒီမြင်းရထားမြ мян ပြီးမှအလုအတဲ့တထေးကိုမြ мян ပြီးဝင်းမြ мян ရမှာမဟုတ်လားမိမစိတ်ထဲကညီတော်နေမိစကားတွေသူ့ကြားနေသည်သို့တော့သူ့မထားမတုံမလုံငုတ်တုတ်ပင်ဆက်ထိုင်နေသည်သူ့မထားနိုင်တော့အောင်သူ့ကောင်းထဲမှာ ပြဿနာတရက်ကြီးစိုးနေသည်သူရှိသည်မညာနှင့်လုံးဝအပြေရှာမရနိုင်သည့်ပြဿနာ သူတို့ယူဖရီတီမြဝန်းဒေတာ၏ပူပြင်းလာသောနေရှင်က သူ့ကိုယ်ပေါ်သို့မညာမတာကြရောက်နေသည်နှစ်ဖူးပေါ်ကကြလာတော့ချွေးတွေသည်ပားပြင်းနှင့်လယ်ပင်တစ်လျှောက်စီးစင်းကရင်ပတ်ရှိအမွေးအမြင်များကြားမှပျောက်ွယ်သွားသည် သူ့အိမ်ခေါင်မိုးကိုကြော်၍ဟိုးအဝေးစီလှမ်းမြော်ကြည့်လိုက်လျင်ဘယင်မြင့်မြတ်၏ဆန်အနန်းတော်မှာ ဆွတ်လို့မွန်ချင်တွေမြင်ရသည်နန်းတော်နှင့်မနီမဝေးတွင်မူဘဲပိမှန်တော်မှာမျော်စင်မြင့်ကြီးကပြာလက်တော်မိုးကောင်းကင်ကိုပင်ထိုးခွဲနေတယောက်တီလိုကြီးကျယ်ခမ်းနားသည့်အဆောက်အအုံများနှင့်ဘာမျှမဝေးလာသောနေရာမှာစုတ်ချသော သူ့အိမ်ကလေးတည်ရှိနေသည်သူ့နေသူညှိုးလျရသောတခြားအိုးအိမ်ငယ်တွေလည်းရှိကြသေးသည်ပေါ့ဘေဘီလုံကစင်းရဲနေချမ်းသာ တောက်ပခန္ဓာမှုနဲ့ ညစ်သေးဆုတ်ချမှုတို့ရောတွေ ရှက်တင်လျက်ရှိသော နေရာတစ်ခုဖြစ်ခြေသည်လမ်းမများတဲ့ကြည့်လျင်တထေးတဲ့ကြွယ်တွေမြင်းရထားတွေချူတန်တညံညံပြေးလွှားနေတာတွေ့နိုင်သလိုစည်းစရာဖက်နှက်ပင်မပါသည့်သူဖုံးစားများကိုလည်းလူများအကြားတိုးဝှေ့သွားလာနေတာမြင်ရပါလိမ့်မည်။ဗန်စားကတော့သူ့ပြဿနာတဲ့အာယုံဝင်နေသည်မို့ဘေးပီလှဲ့မကြည့်မီသူနှင့်သူ့ဘဝင်းကျင်က ရကပါစီချနေတယ်လို့လို့သို့တော့ဘေဘီလုံဤစုညံတံမြန်အကြာမှာ သူ့အတွက်ထူးခြားသောအတန်တကူနားကရုတ်တရက်ဖမ်းယူမိကအတွေးစာပြတ်သွားသည် ဆောင်းကျိုးကိုတီးခတ်လိုက်သည်အတန်နောက်ပဲလဲကြည့်မိတော့သူ့တငယ်ချင်းဂီတဆရာကော်ပီဤပြုံးနေသောမျက်နာကိုမြင်ရသည်ငါတငယ်ချင်းတော့တမ္မာဒေဝနှကောင်းနှမျက်တွေကောင်းကောင်းကြီးဆောင်မထားပြီထင်တယ်ကော်ပီက အာပါတရလေးတန်ဖြင့်နှုတ်ခွန်းဆက်သည် တေးကြတယ်။ဒါကြောင့်မို့ခုလိုစိန်နဲ့ထိုင်နေနိုင်တာပေါ့။ဝမ်းသာတဲ့တငယ်ချင်းကိုတငယ်ချင်းဇာတာဆန်းလက်တက်နေတော့ကိုလည်းမျှဝေသုံးဆွဲရတာပေါ့။ညံများဆာဆာမဟုတ်ပါဘူးကွာ။ငွေရင်းကနှစ်ပြားလောက်ပဲချီးစမ်းပါ။လောလောဆယ်မင်းပတ်စံရင်တိတ်ဖောင်းနေတယ်မဟုတ်လား။ဖောင်းဖို့နေနေတာတာမင်းချီးပါဆိုတဲ့ဒင်းကနှစ်ပြားငါ့မှာမရှိဘူး။နှစ်ပြားကများသေးတယ်။တစ်ပြားမှကိုမရှိတာ။ပန်စာစိတ်ပြက်လက်ပြက်နဲ့ပြန်ပြောလိုက်သည်။ဘာကွာ။ကော်ဘီ တကယ်အံ့အားတင်သွားသည်အဲ့ထဲမှာပတ်စံတပြားမှမရှိပဲမင်းကြောက်ရွံ့လို့ထိုင်နေတယ်ဟုတ်လားမြင်ရထားပြီးအောင်လုပ်ဒီကွာမင်းကြည့်ရတာဗန်စားမဟုတ်တလို့ပဲမင်းဝိရိယတွေဘယ်ရောက်ကုန်ပြီလဲအမောက်ပွေယောဂတခုခုဝင်ပြီထင်တယ်အေးအမောက်ပွေယောဂဝင်လာတော့အမှန်ပဲကွာဗန်စားကဆိုသည်စတာက အိမ်မက်ကွာအဲ့ဒီအိမ်မက်တခုငါ့ကိုနှိပ်စက်တာဘယ်လိုအိမ်မက်မျိုးလဲကွာအိမ်မက်ထဲမှာ ငါချမ်းသာသွားတယ်တန်ငယ်ချင်းငါခါမှာပတ်စံအကြီးချိတ်လို့ငွေတင်းကားတွေအပြည့်နဲ့အလေးကြီးပဲသထောင်းစားတွေကိုရော့တပြားရော့တပြားငါရှောက်ဝေပေးနေတာငွေတင်းကားတဆုပ်ကြီးကင်ပြီးမိမအတွက်ဝေကောင်းစားလာတွေဝဲငါအတွက်လိုချင်တာတွေဝဲ ရွှေတင်းကားတွေတပုံတစ်ကောင်းကြီးဆိုတော့ရှည်ရည်ဘာမှပူစရာမလိုဘူးငွေသားတင်းကားလောက်ကတော့ကြိုက်တယ်လို့သုံးပေါ့အရန်ကိုကျင်တ်ပြီးစိတ်ချမ်းသာနေတာတထေးပန်စားကွာ အမြဲတကုတ်ကိုအလုံးလုံးနေရတဲ့မင်းတန်ငယ်ချင်းဗန်စားနဲ့တခြားစီပဲငါမိမဆိုရင်လေမင်းမှတ်မိမှာတော့မဟုတ်ဘူးဒီမျက်နှာမျိုးလုံးဝမဟုတ်ဘူးမျက်နှာကကြည်နေတာပဲငငယ်တုန်းကငါနဲ့ညာကစားတုန်းကအတိုင်းပဲပြုံးလို့ရွှင်လို့ပေါ့ကွာဟာတိတ်ကောင်းနေအိမ်မက်ပဲကွာဒါနဲ့တော့မင်းကဒီအပေါ်မြောက်မှိုင်မှိုင်ပြီးထိုင်နေရသလားအင်းလေအိမ်မက်ကတိတ်ကောင်းလောင်းအကြီးနေတယ်အဲ့ဒီအိမ်မက်ကနိုးလာတော့ ဟောဒီလုံးဝအသုံးမကျတဲ့လက်တွေ့ဘဝတဲ့ပြန်ရောက်လာတာကိုအိမ်မက်ထဲမှာတုန်းကဖောင်းနေတယ်ဆိုတဲ့ငါပတ်စံအိမ်မှာချူတပြားမတော်မရှိဘူးအဲ့ဒီတော့ငါဒေါသထွက်တာပေါ့ကွာအဲ့ဒီတော့တငယ်ချင်းဒီကိစ္စမင်းနဲ့ငါနဲ့ဆွေးနွေးရအောင်ဒုဘဝတွေကအတူတူပဲသေမောသားစကားနဲ့ပြောရရင် တလေတဲ့စီပြီးတခီးတဲ့သွားတယ်ငငယ်တုန်းကဖုံးရင်เจ้าမှာစာတင်တော့လေအတူတူလူပြိုလူရွယ်ဘဝပျော်ပါကြတော့လေအတူတူအသက်ကြီးလာတော့လေ တယောက်နဲ့တယောက်အမျက်တွေ့ဆုံနေကြတဲ့တငယ်ချင်းတွေကိုဘွားကိုမကျင်နဲ့မရှိပါဘူးတဏီကုံ အလုံးလုံးရလို့လည်းမငင်းညူဘူးလုံးเสียရှိသည်မလို့ရှာလို့ရသည်မအကုန်သုံးဒီလိုနေလာကြတာဒီနှစ်တွေအတွင်းရခဲ့တဲ့ပတ်စံတွေတွေ့ကြည့်ရင်နေတော့မနေပါဘူးဒါပေမဲ့တခါမှမချမ်းသာဘူးငါတို့ပဲတိတ်တုံးနေသလားစဉ်းစားရမယ်ကဘာပေါ်မှာအချမ်းသာဆုံးဆိုတဲ့မြို့မှာငါတို့နေကြတာဒနာဥစ္စာနဲ့ပတ်သက်ရင် ဘေဘီလုံကိုရှင်နိုင်တဲ့မြို့မရှိဘူးလို့ခရီးသည်တွေပြောကြတယ်မဟုတ်လားသူများတွေယတနာပုံဆိုင်နေတဲ့ကြားထဲကငါတို့ပဲမွေးနေတာမင်းဆိုစဉ်းစားကြည့်ကိုယ့်အလုပ်ကိုကြိုးကြိုးစားစားလုပ်လာတာလူတတန်တဝက်ကျိုးနေပြီအိတ်ထဲပတ်စံတစ်ပြားမှမကပ်ဘူးတငယ်ချင်းငွေရင်းကနှစ်ပြားလောက်ချီးစမ်းပါတဲ့ငါ့ကိုလာပြောနေရတယ်ငါကတော့ဘာထူးမှလဲတငယ်ချင်းဟောဒီမှာငါပတ်စံဟိမင်းလိုတလောက်ယူသွားကွာလို့ပေးနိုင်သလားဝေးလိုက်တာ ငါအိတ်လဲမင်းအိတ်တိုင်းပဲပြောင်တလင်းပါပဲလို့ပြောနေရတယ်အဲ့ဒီတော့ဗါလဲတို့ဒီတသက်မှာရွှေတင်းကငွေတင်းကဆိုတာမကင်နိုင်တော့ဘူးလားထမင်းစားရယုံအဝတ်ဝေးရတယ်ဆိုယုံနဲ့တို့ဘူကပြီးရောလားပြီးတော့တို့သားသမီးတွေကြည့်သူတို့ကြီးလာတော့လဲတို့နီးတူမတေတပင်းမတေဟင်းစားပြီးအိုကြသေးကြရမှာလားအင်းမင်းနဲ့တသက်လုံးပေါင်းလာတာဒီတခါပဲဒီစကားမျိုးကြားဖို့တယ်ပန်းစားကော်ဘီက ်အံ့အားသင့်သောဟန်ပြင်ဆိုသည်အေးတတလုံးတစ်ခါမှဒီအတွေ့မပေါ်ခဲ့ဘူးတာတော့အမှန်ပဲနေထက်ကနေဝင်ကအလုတ်လုတ်ခဲ့တယ်လက်ရအမြောက်ဆုံးအသက်ရအလှပေါင်ဆုံးဆိုတဲ့ယထားတွေကိုငါလုတ်ခဲ့တယ်ဒီလိုရိုးရိုးတတကျူးကျူးဆဆအလုတ်လုတ်တဲ့အတွက်တနေ့ကျရင်နတ်ဖျားတွေစောင်းမလို့ကြောကချမ်းသာလေးမလားဆိုပြီးတော့လေတခါတရံငါတိတ်တခုမျောလင့်ခဲ့ဘူးတာပဲဒါပေမဲ့ဘယ်နဲ့ကမှမမဆခဲ့ဘူးနောင်လဲဘယ်တော့မှမဆမှာမဟုတ်ဘူးဆိုတာငါအခုသဘောပေါက်နေပြီ။ အဲ့ဒါကြောင့်ငါစိတ်ညစ်နေတာငါချမ်းသာခြင်းနဲ့ညီနဲ့ယာနဲ့ကျွဲနဲ့နွားနဲ့ဝေကောင်းစားလာနဲ့အိတ်ထဲမှာငွေတန်းတချွန်ချွန်နဲ့ငါအဲ့ဒီလိုဖြစ်ချင်နေပြီသီးမခံနိုင်တော့ဘူးငါဘာတွေဘလောက်လုပ်ရမလဲကာယစိုက်ထုတ်ရမလားညာနာစိုက်ထုတ်ရမလားလို့တလောက်ငါလုပ်မယ်လုပ်တလောက်ငါလိုချင်တယ်သူများတွေဒီလောက်တောက်တောက်လဲရနေကြတာကွာငါတို့ကြမှာဘာကြောင့်မရရတလဲငါအဲ့ဒါသိချင်နေတာငါမှလည်းဘယ်အဖြစ်ရှိပါမလဲတကယ်ချင်းရဲ့ ကော်ဘီကဆိုသည်မင်းလိုပဲငါလဲငါပိုးအောက်ကိုမကျင်တတ်ဘူးစောင်းတီလိုရတဲ့ပတ်စံကလက်ထက်ဘယ်တော့မှကြာကြာမခံဘူးမိမနဲ့ကလေးတွေမငတ်အောင်မကြာခဏကြံဖန်ရတယ်ပြီးတော့ငါဒီထက်ကောင်းတဲ့စောင်းတက်လက်လိုချင်နေတာလဲကြာလာပြီဒီထက်ကြီးကြီးမားမားစောင်းတက်လက်သာရမယ်ဆိုရင်ငါရင်ထဲရှိတဲ့ဂီတတန်စင်တွေအားလုံးအပိယတဖော်ထုတ်လို့ရမှာရှင်ဘရင်တော်တခါမှနားမထောင်ဘူးတဲ့တေးသွားမျိုးတွေငါတိခတ်ပြနိုင်မှာမှန်တယ် မင်းလိုလူမျိုးမှာအဲ့ဒီလိုပိုကောင်းတဲ့စောင်းတက်လက်ရှိတင်တာပေါ့အဲ့ဒါနဲ့ဆိုရင် ရှင်ပြင်းမဟုတ်ဘူးနတ်ဖရားတွေတော်မင်းလက်တံကိုအံ့ဩချီးကျူးကြမှာဒါပေမဲ့တကယ်တမ်းကျတော့ဒီဆောင်မျိုးဘယ်မှာဝင်နိုင်ပါ့မလဲငါတို့မင်းတို့ကဘရင်ကျုံတွေလောက်စိတ်ရဲနေကြတာပြောရင်းဆိုရင်ပင်ရှင်ပြင်းဥယင်ပြန်များကရေဖြန်းရန်အတွက်မြစ်စိတ်တို့ရေသွားခတ်ကြသည်ကျွန်းတတိုက်လာနေတာ တွေ့ရသည်လေးလံသောရေအကြီးတွေကိုစီထန်းကား ၅ရောက်တည်းတွဲရင်ပေါင်တန်းသွားနေသည်အော်ပေါ်ပိုင်းပလာချင်းနေသည်သူတို့ခန္ဓာကိုယ်များပေါ်တွင်ချွေးတွေရွှဲနေသည်ကျွန်းတန်းကြီးရှည်ဆုံးမှခေါင်းလုံးတန်တချံချံပေးကကြည်ကျက်လိုက်ပါရသည့်ပုံကူမှာအတော်ဥပရိယောက်ကောင်းသူတူဖြစ်သည်သူ့တိုင်းပြည်မှာတော့အရေးပါမဲ့ပုံကူပဲကရုပ်ကအတော်တတ်နေကော်ဘီကကျွန်းလုံသားကောင်းဆောင်ကိုကြည့်ပြီးမှတ်ချက်ချသည်နောက်ကလိုက်တဲ့အထဲမှာလဲလူရည်တက်တွေအတော်ပါပါတယ် အစကမင်းတို့ငါတို့လိုလွတ်လွတ်လပ်လပ်နေခဲ့တဲ့လူတွေပေါ့ကွာဗန်စားကကိုချင်းစာစွာမှတ်ချက်ချသည်ကျွန်တွေကလူမျိုးစုံသည်ဘေဘီလုံဤမြောက်ဘက်ပိုင်းစီမှာသပင်ရှိဝါရောင် ထောင်ထောင်မောင်းမောင်းပုပ်ကိုယ်တွေတောင်ဘက်ပိုင်းစီမှာအနက်ရောင်အသားနှင့်ကြစ်လက်သောကိုကာယပိုင်ရှင်တွေဘေဘီလုံအနီးဝန်းကျင်မြို့ပြနိုင်ငံများစီကနေညိုရောင်အသားရည်ပိုင်ရှင်တွေညစ်နေပန်းဦးရင်များကြားရေအိတ်ကိုစီတန်းကား လူလာခောက်တော့သွားနေရသည်စိတ်မကောင်းစရာကော်ပီယာတဏီကုံတဏီကန်းလို့ဆန်ပြုတ်ရည်ကျဲစာညက်နေကြကြမ်းမြစ်မှာကောက်ရိုးခင်းပြီးအိတ်တဏီလည်းမဟုတ်တနှစ်လည်းမဟုတ်အကန့်အသတ်မရှိလို့ရမှာအနာကက်မရှိတဲ့လူတွေလွန်လမ်းမမြင်တဲ့လူတွေတနာစရာကောင်းတာတော့အမှန်ပေါ့ကွာဒါပေမဲ့ငါတို့ကောဘာထူးတလဲကိုဘာသာကိုသာလွတ်လပ်တဲ့လူတွေလို့ဆိုနေရတာတကယ်တမ်းကျတော့အဲ့ဒီကြုံပြစ်နေတဲ့လူတွေထက်တို့ကဘလောက်သာလို့တော့ အမှန်ပဲကော်ပြီတို့ဘုရားလည်းသူတို့နဲ့ဘာမှမချဘူးကျွန်သားသားဘဝပဲတစ်နှစ်လည်းအကြောင်းမတူနှစ်နှစ်လည်းအကြောင်းမတူအလုတ်အလုတ်အလုတ်ပဲလုံနေရတယ်ဘာမှဖြစ်မလာဘူးသူများတွေဘလို့ချမ်းသာကြသလဲဆိုတဲ့နီလန်းတွေမင်းများကြည့်ရင် ကောင်းလိမ့်မယ်ထင်တယ်ကော်ပြီကအကြံပြုသည်အေးဟုတ်တယ်တို့မသိတဲ့နီလန်းတွေသူတို့မှရှိချင်ရှိနိုင်တယ်မင်းကြည့်ရင် တစုံတစားဖြစ်ဖြစ်သိရနိုင်တာပေါ့ငါဒီနေ့ပဲတို့တငယ်ချင်းအခန်းနဲ့တွေ့တယ်ကွာ ူကတော့ထုံးစံအတိုင်းရွှေပင်းကြရထားကြီးစီလို့ပေါ့ကွာဒီကောင်တလောက်ချမ်းသာနေပေမဲ့ငယ်တငယ်ချင်းတွေကိုတော့မမေ့ဘူးကွာဘဝင်မြင့်တဲ့လူဆိုရင်ငါလိုအကောင်ကိုဘယ်ကယူဆိုင်နေမလဲကွာမမြင်ချင်အောင်ဆောင်သွားမှာပေါ့အခုတော့လမ်းမှာလူတွေအများကြီးကွာဝိုင်းကြည့်နေတဲ့ကြားကငါ့ကိုတေးသေးချာချာဝမ်းမန့်သာသာနှုတ်ဆက်တယ်စောင်းစရာကော်ပြီဆိုတာ သူ့တငယ်ချင်းအရင်ချပဲလို့လူအများကြီးမှအတိအမှတ်ပြုတ်သွားတာအာခတ်ဟာဘေဘီလုံးမှာအချမ်းသာဆုံးပုံကိုလို့ ပြောကြတာပဲကွာဗန်စားကတွေ့တွေ့ငေးငေးပြောသည်ချမ်းသာလုံးလို့ရှင်ပြင်းတော့ရွှေတိုက်တော်မှာဗန်တော်ငွေနေတဲ့အခါမျိုးမှာသူ့စီကခြေရတယ်လို့ဆိုတယ်ဟုတ်တယ်တိတ်ချမ်းသာတဲ့ကောင်ငါဒီကောင်ကိုညာဘက်တွေပါတွေနှစ်ယောက်ထဲတွေ့ရမှာကြောက်တယ်သူ့ပစံအကြီးငါလူမိမှာဗန်စားကဆိုသည်မင်းကလည်းအယူပဲသူ့ချမ်းသာသမျှဥစ္စာကဒီပစံအိတ်ထဲပါတာမှမဟုတ်ပဲကွာဘလောက်ဖုံးတဲ့ပစံအိတ်ပဲဖြစ်ဖြစ်သုံးပြလိုက်ရင်ကုံနာချီပဲ အခက်ချမ်းသာတာကပတ်စံအိတ်တိတ်ကြီးနေတာမဟုတ်ဘူးသူ့အိတ်ထဲကိုရွှေတွေငွေတွေတသွေသွေစည်းဝင်နေတယ်လမ်းကြောင်းတစ်ခုရှိနေတာအဲ့ဒီတော့ဘလောက်တုံတုံမကုံနိုင်ဘူးညော့သွားသလောက်ပြန်ပြန်ပြည့်နေတယ်အေးဟုတ်တယ်အရေးကြီးတာကဝင်ငွေကွာငါလဲအဲ့ဒီလိုဝင်ငွေမျိုးလိုချင်တယ်ငါဒီမှာထိုင်နေနေတိုင်တပားကိုရှောက်သွားနေနေပတ်စံအိတ်ထဲကိုငွေကသူ့အနည်းနဲ့သူ ဝင်နေတာမျိုးငါလိုချင်တယ်အာခက်မှာ အဲ့ဒီလိုဝင်ဝင်မျိုးဘလို့ရလာတယ်လဲသူတို့အတိမာပေါ့အဲ့ဒီရနိုင်တဲ့နီးကို သူကငါလိုကောင်မျိုးကိုသင်ပေးမလားငါအုံနောက်နဲ့ကောအဲ့ဒီပညာမျိုးနားနယ်လိုက်မလားဒါပဲစဉ်းစားစရာရှိတယ်သူ့ပညာတွေသူ့တာနိုမာစားကိုတော့သင်ပေးလိုက်တာအမှန်ပဲကွာကော်ဘီကဆိုသည်ဒီကောင်လေးနင်းနင်းဘီကိုသွားတော့အာခက်ကငွေကြေးအရင်ကြီးပေးလိုက်တာမဟုတ်ဘူးဟိုမှာသူ့ဘာသာကြီးပွားတာအခုဆိုရင်နင်းနင်းဘီမျိုးမှာ နူမာစာအချမ်းသာဆုံးလို့ပြောကြတယ်။ကိုဘီမင်းပြောတာသိကောင်းတယ်။ပန်စားတကြွစွာပြောသည်။သူ့မျက်လုံးတွေကမျော်လင့်ချက်ရောင်ချီတောက်ပနေသည်။အာခတ်ဟာဒိုးတငယ်ချင်းပဲကွ။ဒီကောင်းစီကအကြံဉာဏ်တောင်းမဲ့ကိစ္စကိုဒိုးဘာမှဝင်လင်းနေစရာမလိုဘူး။ဒိုးတသက်လုံးဒီအတိုင်းမွဲတေပြီးမနေနိုင်ဘူးကွ။ဒီဘဝကိုငါစိတ်ကုန်နေပြီ။အာခတ်စီသွားပြီးတငယ်ချင်းတို့လည်းချမ်းသာခြင်းနဲ့ချမ်းသာအောင်လုပ်တဲ့နီလန်တို့ကိုလည်းပေးကွာလို့ပြောမယ်။ မင်းဒီနေ့စကားပြောတာတိတ်အားရတယ်ပန်းစာမင်းစကားနားထောင်ပြီးငါကောင်းထဲမှာအတွေ့တစ်ခုပေါ်လာတယ်သူဘာကြောင့်မချမ်းသာတယ်လဲဆိုတဲ့ကိစ္စလေမင်းစဉ်းစားကြည့်သူကမချမ်းသာတာတာအခုပြောနေတယ်ချမ်းသာအောင်ဆိုပြီးသူတသက်လုံးဘာလုပ်ခဲ့ဘူးလို့လဲမင်းကယထာအလုပ်ဖိလုပ်နေတယ်ဘေဘီလုံးမှာအကောင်းဆုံးအခမ်းအနဆုံးယထာတွေကိုလုံနိုင်အောင်မင်းစူးစမ်းတယ်စိတ်ရှည်လက်ရှည်လုပ်တယ်မင်းစွမ်းအားတွေမှန်သမျှအဲ့ဒီတည်းအကုန်ထဲတယ်အဲ့ဒီတော့အဲ့ဒီအလုပ်မှာမင်းအောင်မြင်တယ်လေ ငါလည်းထိုနည်း၎င်းပဲငါကစောင်းပညာမှာတပတ်ခန်းကတက်ချင်တယ်အဲ့ဒီအတွက်ငါစ조사တယ်အဲ့ဒီတော့ငါအခုစောင်းစရာအဖြစ်နဲ့အောင်မြင်တယ်ဒါပဲကိုရီမန်းချက်ထားတဲ့အလုပ်ကိုစ조사တဲ့အလုပ်မှာကိုအောင်မြင်တယ်နတ်ဖျားတွေအဖို့မှာလည်းတို့တို့တွေကိုရီမန်းထားတဲ့အလုပ်ကိုအောင်မြင်နေတယ်ဆိုရင်ပြီးပြီပေါ့သူတို့ကဘာထပ်ပန့်ဖို့စရာလိုနေတယ်လေဒီအတိုင်းကြည့်နေမှာပေါ့အခုငါတို့ကဒါနဲ့မကျင်တတ်ဘူးချမ်းသာကျင်တယ် ကြည်ဝကျင်တယ်ဆိုတဲ့ဆန္ဒတွေရှိလာပြီဒီအတွက်ဘာလို့ရမလဲကြံစားပြီးစ조사လာပြီဆိုရင်ဖြစ်နိုင်တဲ့နီလန်းကိုတို့မလွဲမသွေတွေ့လာမှာပေါ့ကွာအခုပဲကြည့်တို့အတွက်လမ်းစာအဖြစ်အာခက်ရှိနေပြီဟုတ်တယ်အာခက်စီဒီနေ့ပဲတို့သွားမယ်ကွာဗန်စားကယတိပြက်ပြောချလိုက်လေသည်